စာရေးရအကုန်လုံးကအထူးသတိရှိကြဖို့အတွက်အထူးလိုအပ်ပါတယ်ဆိုတဲ့အကြောင်းဒါကျွန်တော်ပြောပြချင်ပါတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေကျန်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားလာရှင်စနစ်ကြာရှုံးရမည် ကဲရပါတိုက်ကြကဒီဂါနစ်တာလုံးပါပေါ့နော်ဟောဘာပေါ့ဒါကျွန်တော်တို့တိုးတက်ပြောင်းလဲခြင်းဘာပေါ့ဖြစ်ပါတော့တော်တော် ဆုပ်ယုပ်တဲ့အတီထားမျိုးဒါကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအားဖြတ်တန်းရပါတယ်နောက်တစ်ခုကျွန်တော်တို့ပြောပြမယ်အခု TikTok မှာလေအရန်ခစ်စားနေတဲ့တခြင်းလေးတစ်ပုဒ်ရှိတယ် TikTok မှာအရန်ခစ်စားနေတဲ့တခြင်းလေးတစ်ပုဒ်ရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင် ပတ်ဆိုင်ကြီးတွေကင်ပြီးတော့မှပတ်ဆိုင်ကြီးတွေကင်ပြီးတော့မှအမေမွေးကလေးကငါကန်ကောင်းနေဆိုတဲ့သချင်းလေးတွေနဲ့အခု TikTok မှာတော်တော်လေးလှုပ်ကြတယ်။အဲ့ဒါချင်းပါเนาะအဲ့ဒါချင်းပါเนาะအမေမွေးကလေးကငါကန်ကောင်းတယ်ဆိုတော့ကပတ်ဆိုင်ကြီးတွေတည်ရပလားဒီလို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 အထုပ်တွေနဲ့ဆော့ကြလေ TikTok ဆော့တာအဲ့ဒါ imitator ကိုချင်းပါလို့ပြောချင်တယ်เนาะဟောတီးတဲ့လူလည်းရှိပဲမတီးတဲ့လူလည်းရှိပဲဒါကျတော့အတွေးခေါ်တဲတဲလေးတစ်ချက်ဖွဲ့ပြပါပဲเนาะ ခက်က digital payback ခက်ကိုသွားတာပါခဗျာเนาะ digital payback ခက်ကျွန်တော်တို့ဒီပတ်ဆက်ကိုလောက်တဲ့ပါပကိုင်ပဲတဲ့သုံးလာတာဒီအခုဆိုလို့ရှိရင်ကျွန်တော်တို့9နှစ်တောင်ကြော်နေပြီเนาะ10နှစ်ထဲတောင်ဝင်နေတာကြာပါပြီကျွန်တော်တို့ဆိုဒီတရားလာပြောဟဲ့အခုဒီအချိန်ပါပေါ့တော့အခုလိုပြောတိုင်ကြီးဖြစ်နေတဲ့အချိန်ပါအပေပွေးကြတဲ့အခါကဲကောင်းတယ်ဆိုပြီးပတ်ဆက်တွေကြိုက်ပြနေတဲ့လူတွေကတကယ်ဆိုလို့ရှိရင်အဲ့ဒါတွေဒီအတွေးခေါ်တယ်တပည့်တွေလူဒါကျွန်တော်တို့သုံးသက်ပြစေเนาะ ။ဘာဖြစ်ဆိုအချမ်းဘက်စစ်ကောင်စီရဲ့လက်ထက်ပါမြန်မာနိုင်ငံမှာရှိနေတဲ့ဗဟုဘန်ပေါ့နော်။မြန်မာနိုင်ငံမှာရှိနေတဲ့ဗဟုဘန်ကကမ္ဘာဘန်နဲ့တော့အခြေဆက်မရှိဘူး။တေချာတာတော့ပဲနော်။တေချာတာတော့ပဲနော်။အချမ်းဘက်စစ်ကောင်စီရဲ့လက်ထက်ပါမြန်မာနိုင်ငံမှာရှိနေတဲ့ဗဟုဘန်သည်ကမ္ဘာဘန်နဲ့အခြေဆက်လောကမရှိဘူး။နော်။မြန်မာ့ကိုကြီးကဈေးကြတယ်။နော်။မြန်မာ့ကိုကြီးကဈေးကြတယ်။အဲ့ဒါတခုသိထားပဲပြီးတော့ဒီအဲဒီ ကမ္ဘာကုတ်တွေကြီးပြအသေးနဲ့လည်းအချိတ်အဆက်မရှိဘူးနော်အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့အခြေအနေတွေကိုသိဖို့အတွက်ပြောပြတာပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာဘယ်လိုပုံစံ live ပဲသွားလဲဆိုတဲ့အခါကြလို့ရှိရဲ့ဒီဒီမောင်ကူဈေးွက်တွေသွားပါတယ်နော်မောင်ကူဟိုဟာတွေပဲသွားတယ်ပေါ့နော်မောင်ကူလုပ်ငန်းတွေမောင်ကူဈေးွက်တွေတော်တော်များများအဲ့ဒီအရာနဲ့ပဲကျင်းလေပြီးတော့မှကြက်စားပြီးတော့မှကျွန်တော်တို့ဒီ9နှစ်တာကာလကိုဖြတ်တန်းရတာဖြစ်ပါတယ် နော်အဲဒါကြောင့်မလို့ဒီလိုနိုင်ငံရေးခစ်ပြက်နေတဲ့အချိန်မှာအမေမွေးကြတဲ့ငါကန်ကောင်းနဲ့သွားမလုံနဲ့အဲ့ဒါအင်မတန်ရှက်စရာကောင်းတယ်နော်အအင်မတန်ရှက်စရာကောင်းတို့လို့အင်မတန်လည်းဒါအောက်တန်းကြတယ်အမေမွေးကြတဲ့ငါကန်ကောင်းနဲ့ဆိုတော့တချို့ဆော်ကားတာမဟုတ်အစူတော်ဆော်ကားတာတော့မဟုတ်ပါဘူးဒါပေမဲ့ဆော့ကြတဲ့အခါမှာဒီ activity ကလွဲနေတယ်တော့ပတ်ဆိုင်တွေကြီးတယ်ပတ်ဆိုင်တွေကလည်းခင်ဗျားတို့ကြီးထားတဲ့အဲ့ပတ်ဆက်တွေက blacklist တွေဖြစ်တယ် နော်အကြပ်ဖက်စစ်ကောင်စီရဲ့လက်ထောက်ပါပဲကျောင်းမြဘငွေကြီးက blacklist ဖြစ်တယ်အဲ့ဒါလေးတည်းတရိထားစေချင်တယ်နော်ပြီးတော့အဲ့လိုမျိုးကြိုက်စရာဘာအကြောင်းပါမရှိဘူးဒီခက်ပါဒီခက်ပါအဲ့လိုပတ်ဆောက်လေလက်ထဲပါအဲ့လိုမျိုးကြိုက်ကြိုက်စရာဘာအကြောင်းပါလဲမရှိပါဘူးနိုင်ငံပတိရိတ်တဲ့အချိန်ပါနော်ကျောင်းမြဘတိုင်းကအမှန်တိုင်းမြင်ဖို့အတွက်လိုအပ်ပါတယ်စီဝါကြီးလည်းကြာဆင်းပါတယ်နော်လူမှုရေးလည်းကြာဆင်းပါတယ်ပညာရေးလည်းကြာဆင်းပါတယ် ဘာပေါင်းစုံကြဆင်းပါတယ်လို့ပဲဒါကျွန်တော်ပြောပြချင်ပါတယ်เนาะပြပါတိုင်ရဲ့အခြေအနေတွေကိုအမှန်တိုင်းပဲမြင်ပါအမှန်တိုင်းပဲမြင်ပါနောက်တစ်ခုကအကြပ်ပဲစစ်ကောက်စီမရောက်လာရအခုသူကရွေးကောက်ပွဲပေါ့เนาะရွေးကောက်ပွဲလုပ်ပဲဆိုပြတော့ပါအခုဒါကျွန်တော်သိရပါတယ်အဲ့ဒီရွေးကောက်ပွဲဒီလဲเนาะကလိန်ကစင်ရွေးကောက်ပွဲပါပဲခဗျာကလိန်ကစင်ရွေးကောက်ပွဲပဲသူကသွားပဲဘာဖြစ်လို့လဲဆိုတော့အခုအကြပ်ပဲစစ်ကောက်စီ သူအာနာသိတဲ့ချိန်မှာတိုက်ခဲ့တော့စီပတ်ကောင်စီဆိုတာဖွဲ့ပါတယ်ခဗျာเนาะအဲ့တော့အဲ့တိုက်ခဲ့တော့စီပတ်ကောင်စီအကြပ်ပတ်စစ်ကောင်စီဘေးအောင်လိုက်ဖွဲ့ထားတဲ့တိုက်ခဲ့တော့စီပတ်ကောင်စီဆိုတာဒီပြည်သူလူထုရဲ့ထောက်ခံမှုကိုအပြည့်အဝရထားပြီးသူဖွဲ့ထားတာမဟုတ်ပါဘူး။ဒါဒီလို theory လေးတွေကိုအခြေခံလေးတွေကြောင်းသိရပဲเนาะ။ပြပါတိုက်ကသူပြပါတိုက်ကသားတွေအကုန်သိရပဲ။စီဝိုင်းတမိုင်းလည်းသိရပဲ။ပြည်ရိုင်းတမိုင်းလည်းသိရပဲ။ နော်ဘာပဲလုပ်လို့ဒီအကြောင်းတရားလေးတွေကိုအခြေခံကြကြအကုန်လုံးသိရပါပဲနော်အဲ့ဒီလိုမျိုးအခြေခံလေးတွေအပေါ်ပါပါကျွန်တော်တို့တွေဟာရှိလာပဲအနာကပ်ပါဘာတွေဆက်ပြီးတော့ပါကိုယ့်ရဲ့ဘဝပါပြင်ဆင်ထားတဲ့လဲဘာတွေလှုပ်ထားတဲ့လဲဆိုတာဒါကျွန်တော်တို့ကလှုပ်ထားရပါအကြပ်ပတ်စစ်ကောက်စီဘေးအောင်လာရဲ့အတေးထားတွေအခြေအနေတွေက तू ကသူ့ရဲ့အောက်ပါရှိနေတဲ့တပ်ပရောသားကြီးတော့ပါ तू အကာအကွယ်လုံးဝမပေးတယ်ဒါအပ္ပတိုင်းပြောပြတာကြတဲ့သူဆိုပြီးပို့ဆိုး နော်သူကအကြမ်းဖက်စစ်ကောင်စီမေးအောင်လိုက်ရဲ့အခြေအနေအမကသူ့ရဲ့လက်အောက်ပါရှိနေတယ်တပ်မတော်သားတွေကိုတော့သူကမကာကွယ်ပေးနိုင်ဘူးတော့မကာကွယ်ပေးနိုင်ဘူးဒါဟိုဟိုသူသူဒီ control မလုပ်နိုင်ဘူးအဲကြံတဲ့အပိုင်းဆိုရင်တော့ဝေးပါသေးတယ်လို့ဒါကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်เนาะပြောပြချင်ပါတယ်အဲ့တော့အဆအဆအရေရအကုန်လုံးကအထူးသတိရှိကြဖို့အတွက်အထူးလိုအပ်ပါတယ်ဆိုတော့အကြောင်းဒါကျွန်တော်ပြောပြချင်ပါတယ် โอเคပြေကလာပါအဲ့တော့ဟိုအကြပတ်စစ်ကောင်စီကအခုသူတို့ဖွဲ့ထားတဲ့တိုင်းကတော့စီပတ်ကောင်စီဆိုတာကိုဒါကျွန်တော်ဆက်ပြောမယ်เนาะအကြပတ်စစ်ကောင်စီကဖွဲ့ထားတဲ့အခုတိုင်းကတော့စီပတ်ကောင်စီဒီပြည်သူလူထုရဲ့တရားဝင်ရွေးကောက်ခံမှုတွေတက်လောက်ထားတာမဟုတ်ပါဘူးအဲ့ဒါမှတ်ထားပါပြည်သူလူထုရဲ့တရားဝင်ရွေးကောက်ခံမှုတွေနဲ့သွားတာမဟုတ်ဘူးပြည်သူလူထုရဲ့ထောက်ခံမှုတွေနဲ့သွားတာမဟုတ်ဘူးเนาะသွားတာမဟုတ်ဘူးအဲ့တော့ သူကနိုင်ငံတော်စီမံကောင်စီကိုဖွဲတဲ့အခါမှာမဲရှုံတဲ့လူတွေရှိတယ်။เนาะမဲရှုံတဲ့လူတွေရှိတယ်။တပတ်ခိုင်တို့ပါတီတီလည်းမဲရှုံတာပဲเนาะ။အာတော်တော်များများမဲရှုံတဲ့လူတွေအဲ့မဲရှုံတဲ့လူတွေကိုသူကစီယုံထားတာ။เนาะစီယုံထားပြီးတော့မှသူတို့တွေကနိုင်ငံတော်စီမံကောင်စီတွေထဲမှာသူတို့ကဟိုဟိုကလှုပ်ထားတာပေါ့။သူတို့ပြန်ပြီးတော့မှလှုပ်ထားပြီးတော့အဲ့ဒီအနေထားနဲ့သူတို့ပြန် run တာအောင်မြင်လားဆိုတော့ငါးနှစ်ရက်ဆက်ကိုပြန်ကြည့်မယ်တက်မတော်သားတွေဒါသေသွားတာသူတို့ရဲ့ သူတို့ရဲ့ view ဟာ formula ကြီးကမအောင်မြင်ဘူးနိုင်ငံတော်စီမံကောင်စီဆိုတဲ့ဒီဒီ view ဟာကြီးကမအောင်မြင်ဘူးဒါเนาะသူသူတို့ရဲ့အချက်လက်အရင်မအောင်မြင်ဘူးအောင်မြင်လားမအောင်မြင်ဘူးလားဆိုလို့ရှိရင်တပ်မတော်သားတွေကိုပဲမေးလိုက်တော့เนาะတပ်မတော်သားတွေကိုမေးကြည့်လိုက်တပ်မတော်သားတွေဒီပြည်နယ်မှာလည်းစုပ်ပြတ်တနေတာပဲကြရားပြည်နယ်မှာလည်းစုပ်ပြတ်တနေတာပဲကချင်ပြည်နယ်မှာလည်းစုပ်ပြတ်တနေတာပဲကချင်ကြရားကရင်ချင်းဗမာမော်ဒကန်ချင်းစုပ်ပြတ်တနေတာပဲအကြမ်းမစစ်ကောင်စီမရောက်လာရသွားအတ္တကြီးတယ် သူတို့အာနာရှင်เนี่ยအကုန်လုံးကအတ္တကြီးတယ်အတ္တယူတွေပေါ့เนาะဒါကျွန်တော်ပြောပြကြတာအတ္တယူတွေဒီလိုမျိုးမြန်မာနိုင်ငံမှာຫນွေဦးတော်လိုင်းဖြစ်သွားတဲ့အခါမှာမြန်မာနိုင်ငံမှာရှိနေတဲ့ generation Z တွေကပြည်တွင်ရေးပြဿနာတစ်ခုတည်းကိုပဲဒါကျွန်တော်တို့ကကြည့်ပြီးတော့မှသွားနေတဲ့လူတွေမဟုတ်ဘူးအာဆီယံအာဆီယံမှာရှိနေတဲ့ တမတော်တွေကိုလေးလာတယ်အာဆီယံသူများနိုင်ငံအသီးသီးမှာရှိနေတဲ့စစ်တပ်တွေကိုလေးလာတယ်စင်ကာပူမှာရှိနေတဲ့စစ်တပ်တွေကိုလေးလာတယ်ထိုင်းနိုင်ငံမှာရှိနေတဲ့စစ်တပ်တွေကိုလေးလာတယ်အိုးအာဆီယံဒေသအသီးသီးမှာရှိနေတဲ့စစ်တပ်တွေကိုအကောလုံးလေးလာတယ်ဘာလေးလာလဲလေးလာကြည့်လိုက်တဲ့အခါကျတော့နော်ပြည်သူလူထုနဲ့ပြဿနာအဖြစ်ဆုံးတော့နော်သူတွေကိုကြည့်တဲ့အခါမှာသူတို့ဒီပြဿနာအဖြစ်ဆုံးပဲပြဿနာအတက်ဆုံးပဲလုံးဝအတက်ဆုံးပဲသူများနိုင်ငံမှာရှိနေတဲ့တမတော်သားတွေဒီ ်ထိုင်းနိုင်ငံမှာရှိနေတဲ့တပ်မတော်သားတွေဒီပြည်သူလူထုနဲ့လုံးဝပြဿနာကင်းအောင်ဒါကျွန်တော်တို့တွေ့ရနော်အာဆီယံဒေတာမှာရှိနေတဲ့တခြားဒေတာမှာရှိနေတဲ့ဒီဟိုဟာတွေကလည်းအကုန်လုံးကလည်းဒီပြည်သူလူထုနဲ့အဆင်ပြေအောင်တွေ့ရတယ်အကြမ်းမဲ့စစ်ကောင်စီရဲ့လက်ထက်မှာကျတော့တပ်မတော်သားတွေရဲ့ဘဝကဘာပဲအခြေအနေကိုရောက်တယ်လဲဆိုလို့ရှိရင်ကရင်ကရင်ကရင်အမျိုးသားကြီးတွေနဲ့ရံဖြစ်တဲ့ EOS တွေနဲ့ရံဖြစ်တဲ့အကောင်လုံးအားလုံးအားလုံးနဲ့အာတိုက်လေရင်ဘုံတွေသွားချတယ်ကျွန်တော်ပြောချင်တာလေ ဟိုကျွန်တော်တို့ဒီဟိုဟာပေါ့အာဆီယံဒေတာမှာဆိုလို့ရှိရင်ခီးပါလာလို့အရန်ကောင်းတယ်လေလမ်းနေလဲကောင်းတော့ခီးသွားနေတယ်ခီးသွားတဲ့ခါကျတော့တိတ်နေတယ်တလောင်းဒီခီးသွားနေတဲ့နေရနေမြေတွေတလောင်းဒီသွားနေတဲ့နေမြေတွေဘာမှဘုံလဲချစရာမလိုဘူးဘာတိုက်လိနေမှလဲတိုက်စရာလည်းမလိုဘူးဘာမှလည်းမလိုတိုက်လိနေတိုက်တယ်ဆိုတော့အုံနောက်မရှိလို့တိုက်မနော်အုံနောက်မရှိလို့တိုက်တာနော်အုံနောက်မရှိလို့တိုက်တာနောက်ပြတော့မှဟိုပညာမှာတက်လို့ပေါ့ပညာမှာတက်လို့ဒီတိုက်လိရင်နေသုံးတယ် ပညာမတက်လို့ဒီခေတ်မှာပညာတက်တဲ့လူကတိုက်လင်ရင်မသုံးဘူးဗျဒါအမှန်တမ်းပြောပြတိုက်လင်သုံးစရာမလိုဘူးเนาะခင်ဗျားတို့အနိုင်ယူခြင်းလားအနိုင်လို့ရတဲ့အပိုင်းတွေအများကြီးရှိတယ်အကြပတ်စိတ်ကောင်းစီပြောက်လိုက်ရသူ့ရဲ့အတ္တတွေကြီးမှုတွေเนาะသူ့ရဲ့နိုင်ငံတော်စီမံကောင်းစီတစ်ဖွဲ့လုံးပါပဲเนาะအတ္တတွေကြီးစိုးမှုတွေတောက်လျှောက်ကိုရှိတဲ့အတွက်ကြောင့်တပ်ပရောသားတွေကလည်းမသေးသေးပဲနဲ့တည်ရတယ်မကြသေးပဲနဲ့ကြရတယ် မဆုံးရှုံးသင့်ပဲနဲ့ဆုံးရှုံးခြင်းလမ်းကြောင်းတစ်ခုအပေါ်ကိုအကောလုံးဟာဆိုလို့ရှိရင်တော့ရောက်သွားရတဲ့အနေဓာတစ်ခုအသွင်ပြင်ကိုဖြစ်သွားကြတာပါခင်ဗျာဒါသည်အမှန်တရားဒါသည်အမှန်တရားပြီးမောင်ခိုလောကအရန်ကြီးဆိုတယ်နောက်မောင်ခိုလောကအရန်ကြီးဆိုတယ်မြန်မာနိုင်ငံမှာလူမောင်ခိုကူးမှုကိုဒီအကြမ်းမ်းစစ်ကောင်စီတွေကိုယ်တိုင်ပဲဦးစီးဦးဆောင်လုပ်နေကြတာပဲဖြစ်တယ်အမှန်တိုင်းပြောရမှာဆိုလို့ဘတ်ပေါင်းစုံလူမောင်ခိုကူးမှုကိစ္စ ငွေကြီးကိစ္စပတ်ပေါင်းဆုံးပတ်ပေါင်းဆုံးပတ်ပေါင်းဆုံးဒီကောင်နေပြီးအကုန်ပတ်မှုနေတာဒီကောင်နေပြီးအကုန်လုံးလုံနေတာလေအဲ့တော့အဲ့ဒီအကြောင်းတရားတွေအားစားပတ်ပေါင်းဆုံးအားလုံးသတိဝိရိယနဲ့ရှိစေဖို့အတွက်ဒါကျွန်တော်တို့ပြောပြချင်ပါတယ်เนาะအဲ့တော့မြန်မာနိုင်ငံကအခုအကြမ်းဖက်စစ်ကောင်စီအခုလုံးမဲ့ရွေးကောက်ပွဲရွေးကောက်ပွဲတည်အတိတ်ပဲလောကမရှိပါဘူးเนาะအတိတ်ပဲမရှိလို့ဒါကျွန်တော်အနေနဲ့တော့မြင်တယ်အကြမ်းဖက်စစ်ကောင်စီကိုကပ်ဖားရပ်ဖားလုံနေကြတဲ့သူတွေအားလုံးနေတည်လေခင်ဗျားတို့ အတိတ်ပဲမရှိတဲ့အရာတွေကိုဆက်လုပ်သွေးရတော့နံပါတ်1ခမရတို့တက်မတော်သားတွေရဲ့အနာဂတ်ပုံပြီးပျက်စီးလာမယ်နော်ခမရတို့တက်မတော်သားတွေရဲ့ဘဝတွေထဲမှာအကျင့်ပြတ်ခြားစားမှုဟာပို့ပြီးတော့မှဆိုးဝါးလာမယ်နော်ပြီးလို့ရှိရင်နိုင်ငံပေါ်မှာချစ်တဲ့စိတ်တွေတိုင်းသားတွေပေါ်မှာချစ်မြတ်နိုးတဲ့စိတ်တွေနော်ယော့နေသွားမယ်ပြီးတော့ဘာဖြစ်လို့ယော့နေသွားမယ်လဲဆိုလို့ရှိရင်ခမရတို့အကြမ်းဖက်စိတ်ကောင်းစီကတရုတ်နဲ့ရုရှားကိုအင်မတန်ထူးကြွေးတာ တရုံနဲ့ရုရှားထိုးကြွေးတယ်ခင်ဗျားတို့အကြမ်းမစစ်ကောင်စီမှာကိုပိုင်ညံမရှိဘူးကိုပိုင်အတွေးကောင်မရှိဘူးကိုပိုင်စဉ်းစားမှုမရှိဘူးနော်ဟိုပြောလိုက်ရင်ဒါအလောင်းစီသူပြောလိုက်အောင်ဇေယျပြောလိုက်ပောက်ကြချက်စဲအကုန်လျှောက်ပြောတာတကယ်တကယ်ခင်ဗျားတို့မှာတကယ်တကယ်ခင်ဗျားတို့မှာအဆင်မပြေဘူးဆိုတော့ဒါကျွန်တော်တို့ပြောပြချင်ပါတယ်နော်အဲ့တော့အခုခင်ဗျားတို့ရွေးကောက်ပွဲလုံးမဲ့အရာဒီအတုအယောင်မယ်နော်အတုအယောင်မယ်ကြည်စံနေဘုံနေ ကြားထဲမှာဘသူကဘသူကမဲထဲမလဲဟမ်ဘသူကမဲထဲမလဲနော်မဲလာထဲပါလိမ့်မယ်နော်ခင်ဗျားတို့အကြံမဲ့စစ်ကောင်စီမရောက်နိုင်လို့နော်နိုင်ငံတော်စီမံကောင်စီလုပ်တဲ့ပွဲတွေမှာမဲမဲထဲမဲ့သူတွေကနော် KDB လောက်ပွဲခင်ဗျားတို့မဲထဲပါလိမ့်မယ်နော် KDB တွေနော်ခင်ဗျားတို့တွေချပေးထားတဲ့ဒီ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 အဖွဲတွေလောက်ပဲခင်ဗျားတို့ကိုမဲထဲကြပါလိမ့်မယ်လို့ဒါကျွန်တော်တို့ပြောပြချင်ပါတယ်လူငယ်တွေအားလုံးကပတ်ပေါင်းဆုံးကြည့်တယ်နော်ပတ်ပေါင်းဆုံးကြည့်ပြီးတော့မှ ဟိုသုံးတက်တယ်ခင်ဗျားတို့ဒီယူကောက်ပွဲကတော့ဆုတ်ပြတ်တက်အဆုတ်ပြတ်ဆုံးတော့အရာပဲအဆုတ်ပြတ်ဆုံးတော့အရာပဲเนาะတကယ်ကိုတမိုင်းမှာအဆုတ်ပြတ်ဆုံးတော့ယူကောက်ပွဲဖြစ်လိုက်မယ်เนาะမြမတမိုင်းမှာအဆုတ်ပြတ်ဆုံးတော့အညံ့ဆုံးတော့အရေးချင်းမရှိတော့เนาะယူကောက်ပွဲတခုဖြစ်လိုက်မယ်လို့ဒါကျွန်တော်ကြိုးပြောပြီးသွားပြီเนาะကြိုးပြောပြီးသွားပြီခင်ဗျားတို့ အဲ့ဒီပေါင်900ကြီးတွေနဲ့ရှောက်ပြီးတော့မှချင်းချောက်ပြီးတော့အဲ့ပေါင်900ကြီးနဲ့ချင်းချောက်ပြီးတော့မှကရင်ပြည်နယ်မှာခင်ဗျားတို့မဲမဲသွားပြီးတော့မှလုပ်လို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ကရင်ပြည်ရဲ့အနာဂတ်ကိုကရင်အမျိုးသားကြီးတွေသူတို့နဲ့သက်ဆိုင်နေကရပြည်ရဲ့နဲ့ပတ်သက်တဲ့အရာကရအမျိုးသားကြီးနဲ့ပတ်ဆိုင်နေကချင်ကရကရင်ချင်းဗမာမော်ဒကန်ရှမ်းအညာမြေအတူတူပဲသူတို့ရဲ့အနာဂတ်ဒီမှာကိုပိုင်ရွေးချယ်မှုတွေလွတ်လပ်မှုတွေရှိပါလေဆိုတဲ့အကြောင်းပြောပြချင်ပါတယ်။အတင်းရအတက်မှာပဲအရာကိုမဆိုလောက်ကျန်ယူလို့မရပါဘူးဆိုတာကိုပြောပြချင်ပါတယ်။ နော်ပြောပြချင်ပါတယ်နော်ခင်ဗျားတို့လုံနေတဲ့အရာတွေအကြမ်းဖက်နေတဲ့အရာတွေကဟိုဘာအကျိုးမြတ်ရလာမှမရှိဘူးရှေ့လျှောက်ခင်ဗျားတို့တတ်မတော်သားတွေပဲစုပ်ပြတ်တတ်တဲ့ဘဝတွေကိုဒါဥတီအောင်မှဖြစ်ပါတယ်လို့ပြောချင်ပါတယ်နော်အဲ့တော့ဒီနေ့ဆိုလို့ရှိရင်လည်းဒါတောင်ကူမှာငှက်ပြင်းအနှံ့အဲ sorry ငှက်တိုက်အနှံ့လည်းရတယ်လို့လည်းကြားတယ်နော်တိုင်းနယ်ပြည်နယ်14ခုမှာလည်းဒါကျွန်တော်တို့ဒီမြေပြင်ထိုးစစ်တရားဆိုလို့ရှိရင်လည်းပြည်သူ့ဘက်တော်သားတွေကပို့ပြီးတော့မှ အရှိန်ဟုန်မြင့်လာတဲ့အတွက်ကြောင့်ဝမ်းသာတယ်။ရှေ့လျှောက်ကလည်းပူပြီးတော့မှလာကြပါလိမ့်မယ်လို့ပြောရင်းနဲ့အတူဒီညကိုဒီလောက်ပဲရှင်းတာပါပဲ။ယေရှုတင်ပါတယ်။အဲ့တော့ပြည်သူသားမိပြည်သူသားအဖပါပဲเนาะ။